ဘာမပရင်ချင်းကနေအားလုံးကိုကျူဆိုပါရစေ။ကျွန်တော်တို့ကလည်းနေ့စဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဆိုတော့ကျွန်တော် channel ကိုနေ့စဉ်အမှန်မှန်လေးလာရောက်နားဆင်ဖို့ဖိတ်ခေါ်ချင်ပါရစေ။ကဲဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့တော်တော်လေးအရေးကြီးပါတယ်။အဲ့ဒါကဘာလဲဆိုတော့ငွေကြေးနဲ့ကျွန်တော်တို့ဆက်ဆံရေးကိုလုံးဝပြောင်းလဲပေးမယ့်အကြောင်းပါပဲ။ငွေချင်းချုပ်မှုအောက်မှာနေနေရတာကနေငွေကိုဘလို့ပြန်ပြီးထိချုပ်မလဲဆိုတာကိုအတူတူလေ့လာတော့ကြာမှာပါ။အကြောင်းအရာဒီစိတ်ကိုမတွားခင်ပါလေ။ Mama Brain Channel ကို Subscribe လုပ်မထားသေးတဲ့အခုပဲလုပ်ထားလိုက်ဖို့မမေ့နေဘူးနော်။ကဲ။ ဒါဆိုရင်ဒီအချောရတဲ့ကိုတောင်းဝင်လိုက်ကြရအောင်နော်ဒီမေကုံးလေးကိုတစ်ချက်ကြည့်လိုက်ကိုယ့်ရဲ့ငွေဟာကိုယ့်ရဲ့သခင်လားတမို့ကိုယ့်ရဲ့ကြွန်လားတဲ့ဟုတ်မေကုံးကတော်တော်လေးတိုက်ရိုက်ကြတယ်ပြက်သားတယ်နော်ဒါမဲ့လေဒါကကိုယ့်ရဲ့လက်ရှိငွေကြေးချင်တွေကိုချက်ချင်းဆိုသလိုပြန်သွန်းတတ်မိသွားစေမယ်မေကုံးမျိုးပါလူမျိုးစုကလေပို့ပြီးကြောစားတယ်ဝင်ငွေလည်းပို့ရလာတယ်ဒါမဲ့ဘာဖြစ်လို့မှမတည်ဘူးတနည်းအားမှမိမိနဲ့တူလိုမျိုးခံစားနေရတော့မယ်အဲ့ဒါဘာကြောင့်ဖြစ်မလဲအဲ့ဒီပိတ်မိနေရဆိုတဲ့ခံစားချက်ကလေဒီစိတ်နေတော်ရနှစ်ခုနဲ့တိုက်ရိုက်ပေါက်တဲ့နေရပါ ဒီမှာပြထားတာကတခေကိုစိတ်ဝင်စားစရာပဲငွေအပေါ်မှာထားတဲ့အခြေခံ mindset တစ်ခုကိုရှင်းပြထားတာပေါ့တခုကအလုတ်တမားစိတ်နေတော်တာသူကဘာဖြစ်လဲဆိုတော့အချင်းဒီဘောမှာပဲလိုက်ပြီးတုံ့ပြန်နေရတယ် react လုပ်နေရတာပေါ့နောက်ခွက်ကြောင့်ပိုင်ရှင်စိတ်နေတော်တာသူကကြတော့အရာလုံးကိုကိုယ်တိုင်လမ်းညွန့်တယ်ပုံဖော်တယ်ဒီနေ့ကျွန်တော်ရဲ့ဆွေးနွေးမှုတစ်ခုလုံးကဒီ mindset နှစ်ခုကြာကကြွာချချက်ကိုအဓိကထားပြီးပြောတော့မှာပါကဲပထမဆုံးအပိုင်းကိုကြည့်လိုက်ကြအောင် ဒါကတော့ငွေချေးထောင်ချပါလူတော်တော်များများကြုံမှုကြမှာပါရုံးမထွက်နိုင်တဲ့တန်တရားတစ်ခုလိုပဲဘလို့ပုံစံလဲဆိုတော့အလုံးလုံးတယ်လာခထုတ်တယ်အဲဒီလာခနဲ့တုံးဆွဲလိုက်တယ်လာကုန်ခံဒီတော့ပိတ်စာမရှိတော့ဘူးနောက်လာတော့ပြန်ယုံကန်ရပြန်ရောဒီလိုနဲ့ပဲအဆုံးမရှိတဲ့တန်တရားထဲမှာလင်းနေတော့တာပေါ့အဲ့ဒီတော့တကယ်ပြဿနာကပါလေစူးစမ်းအထောက်မှမဟုတ်ဘူးဗျာအဓိကချက်ကထိန်းချုပ်နိုင်စွမ်းပဲ ပိုပြီးတော့အပင်ပန်းခံအလုံးလုံးယုံနဲ့ရင်းခံပြဿနာကိုဖြေရှင်းလို့မရပါဘူးတကယ်ပြဿနာအစင်မှန်ကကိုယ့်ရဲ့ငွေတွေဘလို့စီးစင်းနေလဲဘယ်ကိုရောက်သွားလဲဆိုတဲ့အပေါ်မှာထိန်ချုပ်နိုင်စွာလုံးဝမရှိတာပါငွေကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုလွှဲမွေ့နေတည်း၍ချွတ်ကင်နေတည်း၍စိတ်ရဲ့တကယ်ငြင်းချမှုကိုဘယ်တော့မှတိဆောက်နိုင်မှာမဟုတ်ပါဘူးဒါဆိုရင်အေးထောင်ချောက်ချဲကန်းကြီးဘလို့ယုံထွန်းမလဲဖြေရှင်းချက်ပဲကိုကူးကြည့်ကြရအောင် အရေးကြီးဆုံးပြောင်းလဲမှုကဘယ်ကဆိုင်ရမလဲဆိုတော့ကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့ mindset ကိုအခြေခံကြကြပြောင်းလဲဖြစ်ဖို့ပါပဲငွေနာကိုအသေးအတန်လိုက်နေတာမျိုးကိုရက်ပစ်လိုက်ပြီးတော့အဲ့ဒီငွေကိုဘယ်ကိုထွားရမလဲဆိုတာကိုကစပြီးလက်ညွန်ပေးရတော့မှာပါအဲ့ဒီတော့ငွေချေးစီးဆင်းမှုကိုကြွန့်ကျင်ခြင်းဆိုတာပါလေဒါလေးရှုပ်ရှုပ်ထွေးထွေးပန္နာလေးနီလန်းနေအကြောင်းပြောနေတာမဟုတ်ပါဘူးဒါက နေထိုင်မှုပုံစံတစ်ခု lifestyle တစ်ခုလို့ပါပဲဆိုလိုတာကကိုငွေဘဲကိုရောက်သွားလဲဘာကြောင့်အဲ့ဒီကိုရောက်သွားတာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိနေတာမျိုးပါအဲ့ဒီလိုသိလာတဲ့အခါမှာကြောက်ရွံ့မှုတွေအစားယုံကြည်မှုဝင်လာမယ်ရှုပ်ထွေးနေလာတဲ့အစားကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းရှိလာပါပါဒီကိုယ်လေးကတကယ်ကိုအားရရအနှချုပ်ပါပဲ ရှိုးရဲ့ချက်ကတော့ငွေအတက်ချိပဲအလုတ်လုံနေတာကိုရက်ပြီးငွေကိုအတက်အလုတ်လုံအောင်စတင်လှုပ်ဆောင်ဖို့ပါပဲ။အတိဝဲကရှင်းရှင်းလေးပါငွေနောက်လိုက်နေတဲ့သူမဟုတ်တော့ပဲငွေကိုစီမံခန့်ခွဲတဲ့သူငွေကိုလမ်းညွှန်နေသူထင်လာဖို့ပါပဲ။အဲလိုအဆင့်ကိုရောက်သွားပြီးဆွေလဲငွေဆိုတာရုံးငံနေရတဲ့အရာတခုမဟုတ်တော့ဘူး။ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအကောင့်တဲဖော်ပြမဲ့အသက်စာရှိတဲ့ကျွန်တယောက်လိုဖြစ်လာပါလိမ့်မယ်။ကဲအဲ့ဒီ mindset ကိုပြောင်းလဲဖို့အတွက်အခြေခံအုတ်မြစ်တစ်ခုလိုပါတယ်။အရန်ရိုးရှင်းပြီးလက်တွေ့ကြပါတယ်။ ပထမတစ်ခုကသိရှိနားလည်မှု awareness ပါဆိုလိုတာကကိုယ်ပိတ်ဆံနေဘယ်ကိုရောက်သွားနေလဲဆိုတာအတိအကျသိဖို့လိုတယ်ဘလောက်ဝင်တယ်ဘလောက်ထွက်တယ်ဘယ်နေလာတယ်မှာသုံးမိနေလဲအကုန်လုံးပေါ့ဒုတိယတစ်ခုကတော့ရှင်းလင်းပြတ်သားမှု clarity ပါကိုယ်အတွက်ဒီငွေတွေကိုဘာလို့စိတ်ချင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းဆုံးချက်ထားဖို့ပါပဲ okay ဘာကြောင့်ဒီလိုပြောင်းလဲဖို့လိုလဲဆိုတာကိုကျွန်တော်တို့နားလည်သွားပြီဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတဲ့လက်တွေ့ပိုင်းကိုဆက်သွားကြည့်ကြရအောင် ဒီနေရာမှာအရေးကြီးတာကစစ်တပ်ခွန်အားတစ်ခုတည်းကိုပဲအားကိုးလို့မရပါဘူး။အဲဒီစာအလိုလျောက်ထင်းချုပ်ပေးနိုင်မယ်။စီစဉ်နေကြတဲ့အစီအစဉ်တစ်ခုတိစောက်ဖို့လိုအပ်ပါတယ်။အဲ့ဒီအလိုလျောက်အစီအစဉ်ကိုတိစောက်ဖို့အတွက်ရိုးရှင်းတဲ့အစီအစဉ်တုံးစင်ပဲလိုပါတယ်။နံပါတ်1တိစောက်ပုံတစ်ခုဖန်တီးပါ။ကိုဝင်ငယ်ကိုဘယ်လိုခွဲဝေမလဲဆိုတဲ့ plan တစ်ခုချရမယ်ပေါ့။နံပါတ်2ကိုယ့်ကိုယ်အရင်ဆုံးပိတ်ချေပါ။ဒါကအရင်ရေးကြည့်တယ်။လစာရရချင်းတခြားပိတ်လိမရှင်းခင်တခြားသူတွေကိုမပိတ်ခင်ကိုယ့်ရဲ့အာနာကဲ့အတွက်ကိုယ့်ရဲ့စုငွေအတွက်အရင်ဆုံးဖယ်ထားရမှာပါ။နောက်ဆုံးနံပါတ်3လို့ ငွေလဲပြောင်းမှုတွေကိုအလိုအလျောက်လုပ်ပါဒီအဆင့်ဒီအားလုံးကိုလက်ဆင့်စီကားထပ်တန်းမှုပုံမူတည်ပြီးလုပ်နေတာရဲ့မဟုတ်ပဲအော်တိုမေးရှင်းနဲ့အလိုအလျောက်ဖယ်တော့အောင်စီစဉ်ထားဖို့ပါပဲဒါကအဲ့ဒီတိဆောက်ပုံကိုပုံဖော်ပြထားတာပါဒေါ်လာတိုင်းတမမောချက်ငွေတိုင်းကိုအလုတ်တစ်ခုပေးလိုက်တာပေါ့ကိုစီဝင်လာတဲ့ပိတ်ဆံကိုဒီတိုင်းမထားပဲမင်းကပါလို့မင်းကပါလို့ဆိုပြီးတာဝန်ကိုစီခွဲပေးလိုက်တဲ့တဘောပါပဲဥမာအနေနဲ့ဒီမှာပြထားတာကတော့ဝင်ငွေရဲ့90ရာခိုင်နှုန်းကိုအခြေခံလိုအပ်ချက်တွေတက်20ရာခိုင်နှုန်းကိုစုငွေတာ နောက်ထပ်နဲ့ဆက်ရာဂိုင်နှုံးကိုကိုယ့်ရဲ့ကြီးပွားတိုးတက်မှုဥမှတဏ္ဍတ္တာအရင်းနှီးမြှုပ်နှံတာတွေအတွက်နောက်ဆုံးဆက်ရာဂိုင်နှုံးကိုမှပျော်ရွှင်မှုအတွက်အတုံးမဲ့ဆိုပြီးခွဲထားတာမျိုးပေါ့ဒါကတော့ဥမှတစ်ခုအနေနဲ့ပြထားတာပါဒီရာဂိုင်နှုံးတွေကိုကိုယ့်ရဲ့အခြေအနေနဲ့ကိုက်ညီအောင်အားလုံးကပြန်ပြီးချိန်ကြီးလို့ရပါတယ်အခုပြောခဲ့တဲ့စနစ်တွေအစီအစဉ်တွေအားလုံးကပါခဲ့လဲလာစင်ပေတဲ့အချိန်မီရှင်းတွေကိုတက်တက်ပဲလားမဟုတ်ပါဘူးအဲ့ဒီထက်အများကြီးပိုပါတယ်ဝီချေကိုကိုကျွမ်းကျင်အောင်လုပ်နိုင်ခြင်းစစ်မှန်တဲ့ရည်ရွယ်ချက်တကယ့်ပန်းတိုင်ကကိုပွားကိုပြင်ပြီးဝယ်ယူဖို့ပါပဲ ဟုတ်ပါတယ်ကိုဘွားကိုပြန်ဝယ်ယူတယ်ဆိုတာဘာကိုပြောတာလဲပထမဆုံးပြန်ဝယ်ရမယ့်အရာကအချင်းဖြစ်ပါတယ်ငွေကိုကျွမ်းကျင်စွာအသုံးချနိုင်ပြီဆိုရင်ကိုပထမဆုံးပြန်ရလာမှာကအချင်းပါပဲတကယ်တော့အချင်းဆိုတာပိတ်ဆံထက်အစာပေါင်းများစွာပိုတန်ဖို့ရှိရဲ့ဒရော့အလုံးရဲ့တကယ်ကိုအဖိုးတန်တဲ့ဒနာဥစ္စာအစုံပါပါဒုတိယပြန်ဝယ်လို့ရတဲ့အရာကတော့ကြီးပွားတိုးတက်မှုပါဆိုလိုတာက ကိုယ့်ရဲ့ရည်ချင်းတွေကြွန့်ကျင်မှုတွေတိုးတက်လာအောင်ရင်းနှီးမြှုပ်နှံနိုင်စွမ်းရှိလာတာကိုပြောတာပါကိုယ်လိုက်ကတိုးတက်လာမှကိုယ့်ရဲ့ဝင်ငွေကလည်းအဲ့ဒီနောက်ကနေလိုက်ပြီးတိုးတက်လာမှာမဟုတ်လားနောက်ဆုံးနဲ့အရေးချီဆုံးအနီမပန်းတိုင်ကရောလွတ်လပ်မှုပါပဲဒါကငွေကြီးဖျားတွေလုံးဝမရှိပဲကိုတကယ်လိုချင်တဲ့ဘဝကိုရွေချယ်ခွင့်ရှိတဲ့လွတ်လပ်မှုမျိုးပါဒီနေရာမှာလွတ်လပ်မှုဆိုတာအလုံးမလုံးပဲထိုင်နေတာကိုဆိုလိုတာမဟုတ်ဘူးနော်ဘာလို့ရမလဲဆိုတာကိုရွေးချယ်ခွင့်ရှိလာတာကိုဆိုလိုတာပါ ဒါဆိုအဲ့ဒီအချိန်ကြီးဝါးတိုးတက်မှုနဲ့လွတ်လပ်မှုတွေကိုလက်တွေ့မှာဘလို့ဝယ်ယူမလဲဒီမှာကြည့်လိုက်ရအောင်အချိန်ကိုဘလို့ဝယ်မလဲကိုမလို့ချင်တဲ့အလုပ်တွေကိုပချားတို့ကိုအနှံလိုက်မယ်အလုပ်ချိန်တွေရှော့ချလိုက်မယ်အဲ့ဒီအခါမှာကိုအဒရက်စဉ်းစားမှုနဲ့ရလို့ဒီအများကြီးရလာမယ်ကြီးဝါးတိုးတက်မှုကိုကြတော့ကျွမ်းချင်မှုအစ်စ်တွေတင်နန်းတွေစောင်းတွေမှာရင်းနှီးမြှုပ်နှံပြီးဝယ်ယူနိုင်တယ်လွတ်လပ်မှုကိုတော့အကျွေးတွေအကုန်ဆက်ပြီးစွန့်ဝယ်တွေတိစောက်ပြီးတော့ရွေးချယ်စရာတွေဖန်တီးခြင်းအပြင်ဝယ်ယူနိုင်ပါတယ် ဒါတွေအလုံးကငွေကိုကိရိယာတစ်ခုအနေနဲ့သုံးပြီးကိုယ့်ဘဝကိုဖြန်ဝေနေတာပါပဲကဲအဆုံးသက်အနေနဲ့ပြန်ပြီးခြုံငုံကြည့်အောင်ကျွန်တော်တို့ဟာဗန္ဒာယီနဲ့ပတ်သက်ပြီးဖြစ်သမျှကိုလိုက်တုံ့ပြန်နေရတဲ့သူတယောက်အဖြစ်ကနေကိုယ့်ရဲ့ဗန္ဒာယီဘဝတစ်ခုလုံးကိုရည်ရွယ်ချက်ရှိရှိနဲ့ကိုယ်တိုင်ပုံဖော်တဲ့ပိုင်ရှင်တယောက်ဖြစ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုအနစ်ချုပ်ကြည့်ရပါမယ်ဒီဇာယလေးကအဲ့ဒီအတန်ခူးပြောင်းမှုကိုရှင်းရှင်းလင်းလင်းမြင်သာစေပါတယ်တစ်ချက်ကြည့်လိုက်အောင် အလုံတမားမိုင်းဆက်က ဝင်ငွေရှာဖို့ပဲအာယုံစိုက်တယ်။ပိုင်းရှင်မိုင်းဆက်ကကြတော့အဲ့ဒီငွေကိုစီမံခန့်ခွဲပြီးတိုးပွားအောင် လုပ်ဖို့အာယုံစိုက်တယ်။အလုံတမားကဖြိုလင်းချက်နဲ့စိတ်သက်ခွန်အားကိုအားကိုးတယ်။ပိုင်းရှင်ကတော့အလိုလျောက်အစီအစဉ်နဲ့စီကံကိုအားကိုးတယ်။ဆက်ဆံရေးမှာဆိုရင်အလုံတမားကငွေကိုတုံးပြတ်နေရပြီးပိုင်းရှင်ကငွေကိုလမ်းညွန်တယ်။နောက်ဆုံးဤမှန်းချက်မှာတော့အလုံတမားရဲ့ပန်းနိုင်ကရှင်တန်ဖူဖီးပြီးပိုင်းရှင်ရဲ့ပန်းနိုင်ကတော့လွတ်လပ်မှုနဲ့ကြီးပွားတိုးတက်မှုပါပဲ။ကွာချက်ချက်ကတော်တော်လေးကိုကြီးမားတယ်နော်။ကဲ okay. ဒီနေ့တင်ဆက်မှုကတော့ဒီမေခွန်လေးတစ်ခုနဲ့အဆုံးသတ်ပါစေကိုရငွေဟာတနည်းနဲ့၁၄နာရီတပတ်9ရက်အနားမနေပဲအလုံးလုံးနေပါတယ်အဲ့ဒီတော့မေခွန်က "तू ကဘယ်သူ့အတွက်လုံးလုံးနေတာလဲ"ကို့အတွက်လားဒါမှမဟုတ်တခြားတယောက်ရောက်တော့အလုံးလုံးပေးနေတာလားဒါကတကယ်ကိုပြန်လဲစဉ်းစားသုံးသက်စရာကောင်းတဲ့မေခွန်တစ်ခုပါပဲဒီနေ့တင်ဆက်ပေးခဲ့တာတွေကိုကြိုက်နေတဲ့တဲ့ဆိုရင် like တစ်ချက်လောက်ပေးသွားပြီးတော့ကိုရအမေတွေကိုလည်း comment မှာရေးခဲ့ပေးပါဦးကျွန်တော်တို့ဘာမှ brain channel နဲ့နောက်ထပ်တင်ဆက်မှုတွေမှာပြန်လဲဆုံတွေ့ကြပါမယ်